မင်္ဂလာပါရှင်။မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကိုကန့်လက်နဲ့ကိုင်း MND အဖွဲ့တွေရှမ်းပြည်နယ်လာရှုံမြို့ကနေပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ဂျပိုင်ကြမှာပဲ PDF လက်နက်ကိုင်းအဖွဲ့တွေဟာလက်နက်နဲ့အတူအလင်းဝင်လာတာတွေရှိလာခဲ့လို့သိရပါဗျ။ဒေသပိုင်းထဲမှာတော့ PDF လက်နက်ကိုင်းအဖွဲ့တွေအလင်းဝင်ရောက်လာမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါဦးရှင်။ ရိတ်တဲ့ကြီးရဲ့တရုတ်နိုင်ငံရဲ့ဂျားဝင်ဂျိုပန်မှုတွေကြောင့်ရှမ်းပြည်နယ်လာရုံမျိုးကနေကိုကက် MNDA ပြန်လည်ဆုတ်ခွာခဲ့မှုဟာနာဆကအစိုးရကိုစန့်ကျင်နေတဲ့တိုင်းသာလနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေအပေါ်ကြီးမားတဲ့တရားမှုတွေဖြစ်လာခဲ့တယ်လို့သိရပါတယ်။အထူးသဖြင့်တိုင်းသာလနဲ့ကအဖွဲ့တွေအတွက်ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ PDF လနဲ့ကအဖွဲ့တွေအပေါ် တက်ရောက်မှုများစွာဖြစ်လာခဲ့လို့သိရပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း NASA ကိုစန့်ကျင်နေတဲ့ NUG ရဲ့စီယုံမှုကြောင့်ရိုးသားတဲ့လူငယ်တွေဟာလက်လက်ကင်လမ်းစဉ်ကိုရှောက်လန်းခဲ့ပြီးတော်ရဲရောက်ရှိခဲ့က NUG လက်အောက်ခံ PDF အဖွဲ့တွေဖြစ်လာခဲ့ပါတယ်လူငယ်တွေဟာတော်ရဲကိုရောက်ရှိလာချိန်မှာတော့ NUG အဖွဲ့ဟာလူငယ်တွေနဲ့ပတ်သက်ပြီးတော့စီးရေးစရာကိစ္စအလုံးကို အပြေးဝတာဝန်ယူဆမ်းမရှိပဲဖြစ်ခဲ့ရှာကလွန်ငယ်ရီဟာနာဆာကကိုစန့်ကျင်နေရဲ့တိုင်းဒါလနဲ့ကအဖွဲရီထက်စစ်တင်နဲ့သွားတက်ရောက်ခဲ့ရပြီးတော့တိုင်းဒါလနဲ့ကအဖွဲရီရဲ့အကျိုးစီးပွားအတွက်အတုံးချခံဖြစ်ခဲ့ရှာတယ်လို့တုံးတက်မှွေလည်းထပ်ပေါ်နေပါတယ်။တိုင်းဒါလနဲ့ကအဖွဲရီဟာ PDF အဖွဲရီကိုစစ်တင်တန်းပေးခြင်းလက်နေတက်ဆင်ပေးခြင်းတွေလှုံ့ဆော်ပေးက၎င်းတို့အကျိုးစီးပွားအတွက်အတုံးချပေးနာဆာကထိန်းချုပ်ထားတဲ့မြို့တွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းခဲ့ရ။ မျိုးတွေကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။တိုင်းဒါလင်းနဲ့ကအဖွဲ့တွေဟာမျိုးတွေကိုထိန်းချုပ်နိုင်ချိန်မှာ PDF အဖွဲ့တွေကိုတန်းတူအခွင့်အရေးမပေးဘဲဖိနှိပ်အနိုင်ကျင့်ခဲ့တယ်လို့သိရပါတယ်။အနည်းဆုံးဥပမာပြရမယ်ဆိုရင်လာရှိုးမျိုးကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းချိန်တုန်းကကိုကန့် MNDA အဖွဲ့တစ်ဖွဲ့လေးတိုက်ခဲ့ရမျိုးမဟုတ်ဘဲ PDF အဖွဲ့တွေရဲ့အင်အားကို အတိအကျထားအသုံးချခဲ့ရပြီးမျိုးကိုထိန်းချုပ်နိုင်ချိန်မှာမျိုးနဲ့ပတ်သက်တဲ့စီမံခွင့်အားလုံးကို ကိုကန် MND အဖွဲ့ကရယူခဲ့က PDF အဖွဲ့တွေဘေးရောက်ခဲ့ရပါတယ်။ရမ်းပြည်နယ်လာရှိုးမြို့ကနေကိုကန် MND အဖွဲ့တွေပြန်လည်ဆုတ်ခွာဖို့စီစဉ်ကြမှာလေ။ NUG အဖွဲ့ PDF အဖွဲ့တွေကိုတိုင်ပင်ဆွေးနွေးတာမျိုးမရှိပဲ၎င်းတို့အကျိုးအတွက်သာလှုံ့ဆော်ခဲ့တယ်လို့ဝေဖန်ပြတင်မှုတွေလည်းရှိခဲ့ပါတယ်။လက်ရှိချိန်မှာတော့ PDF အဖွဲ့တွေဟာ၎င်းတို့ရဲ့လက်ရှိအခြေအနေတွေကိုသိမြင်လာခဲ့ပြီးတော့ NUG အဖွဲ့ကလည်း၎င်းတို့နဲ့ပတ်သက်ပြီး တာဝန်ယူခြင်းတာဝန်ခံခြင်းပေးခြင်းမျိုးမလုပ်ဆောင်နိုင်ဘူးဆိုတာသိမြင်လာခဲ့ရ။တိုင်းသားလည်းနဲ့ကအဖွဲ့ရိ NUG အဖွဲ့ရိနဲ့လမ်းခွဲပြီးတော့နာဆတ်ကအစိုးရထက်အလင်းဝင်တာတွေရှိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ AB လ25ရက်နေ့က PDF လည်းနဲ့ကအဖွဲ့ဝင်32ဦးဟာအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှာလက်နက်ခရမ်းတွေနဲ့အတူအလင်းဝင်ခဲ့တယ်လို့သိရပါဗျ။အလင်းဝင်ခဲ့တဲ့ PDF လက်နက်ကအဖွဲ့ဝင်32ဦးတဲမှာအမျိုးသား30ဦးနဲ့ အမျိုးသမီး2ဦးပါဝင်ခဲ့တယ်လို့သိရပါတယ်။နာဆတ်ကအဆိုရကလည်းလက်ရှိအချိန်မှာ PDF လက်လက်က အဖွဲတွေကိုတိုင်းဒါလနဲ့ကအဖွဲဝင်တွေရဲ့အကျိုးစီးပွားအတွက်အသုံးချကံမဖြစ်စေဖို့နေဆရာတက်စကန်တွေနဲ့ဆက်သွဲပြီးတော့အလင်းဝင်ရောက်နိုင်တယ်လို့ဆိုပါတယ်။စီရင်စိတ်ဝင်စားသူတအုပ်ကတော့ PDF လက်လက်ကအဖွဲတွေအလင်းဝင်လာတာကိုကြိုဆိုပါတယ်။သူတို့တွေကနိုင်ငံအနာဂတ်တွေပါနိုင်ငံရေးအကျိုးစီးပွားရှာလို့သူတွေရဲ့အသုံးချကံတွေဖြစ်ခဲ့တယ် အခုသူတို့အမြင်မှန်ရလို့အလင်းဝင်လာတယ်။ PDF အဖွဲ့တွေက NUG အဖွဲ့ရဲ့အကျိုးစီးပွားအတွက်အသုံးချခံတွေဖြစ်ခဲ့တယ်လို့တိုင်းသားလနဲ့ကအဖွဲ့တွေရဲ့အသုံးချခံတွေဖြစ်ခဲ့ကြတယ်။လက်ရှိခြေအနေတွေကိုမိဘတွေကိုယ်တိုင်လည်းသိတဲ့နေ။ PDF အနက်ကအဖွဲ့တွေဖြစ်နေရဲ့တာသမီးတွေကိုပြန်ခေါ်ယူတဲ့နေ။ PDF လနဲ့ကအဖွဲ့တွေတဲမှာပါဝင်ရဲ့လူငယ်တွေဟာကိုယ့်အနာဂတ်ထက်မှန်ပျက်စီးတာမျိုးမလုပ်သင့်တော့ဘူးလို့ပြောပါတယ်။စီရင်နေနိုင်ငံရေးအကြောင်းအရာတွေကိုရေးသားနေသူတအုပ်ဖြစ်တဲ့ မင်းတဲ့ကျော်စောကတိုင်းသားလည်းနဲ့ကံအဖွဲရိဟာတိုက်မယ်ရတဲ့နေမျိုးကိုယူမယ်ဖြစ်နိုင်ရလွတ်မြောက်နေမည်ကြေညာမယ်ဒါပဲလေထိုးပြီးဆိုးတော့တာက PDF အမေရိကန်လူငယ်လေးတွေပဲ PDF ဆိုတာတစ်ချိန်က2021ဖေဖော်ဝါရီတရက်နေ့မတိုင်ခင်မှာစာတင်နေတဲ့လူငယ်ဂိမ်းစော့ကောင်းနေတဲ့လူငယ်တွေသူတို့ဘဝမှာအခုလိုမျိုးတနက်ကင်ပြီးစစ်တိုက်ရမယ်လို့ထင်ကိုထင်မှာမဟုတ်ခဲ့ဘူးအခုများတော့အာနာလက်လွတ်ခဲ့ရတဲ့ NUG ရဲ့ ွေးဆောင်ဖျားယားမှုနဲ့စန္ဒပြောက်ပွဲကတဆင့်နည်းနည်းကင်တိုက်ပွဲတွေကိုရောက်လာတယ်။သူတို့မှာဒီမိုကရေစီတွေဘာတွေသိသိအောင်မဟုတ်ဘူး။သိရကမတရားလုပ်ခံရတယ်ဆိုတော့သင်ခင်မဲ့သိရ။ PDF လူငယ်တွေခင်ဗျာအကိုတို့ညီတို့စဉ်းစားကြပါ။လက်ရှိချိန်တွေဟာ NUG အတွက်ခက်ခွင်းမကောင်းတော့ပါဘူး။လာစာကောဘာဖြစ်တယ်ညာဖြစ်တယ်ပြောလာတဲ့မလေးရှားတောင်နာဆကဥက္ကဋ္ဌကိုလက်ခံတွေးဆရတဲ့ဆိုကြဲကနိုင်ငံသားရေးစစ်မျက်နှာမှာနာဆကအနေနဲ့တရားဝင်အဖြစ်အသိမဲ့ပြုခံလာရပါပြီ။ ရွေးကောက်ပဲလုံလိုက်ရင်ပို့ပြီးတော့တာအသိမှတ်ပြကြအောင်ပါဒေတာတွေပြောင်းလဲလာတဲ့နိုင်ငံရေးရည်ချင်းအရာတရုတ်ဟာအမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲကိုအကြီးကျယ်ဆော်နေရပြီဒီလိုအခြေအနေမှာမြန်မာကိုသူတို့အနေနဲ့စစ်မီးပေးတော့မှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့စစ်မီးတောက်နေရင်သူတို့ရဲ့ဈေးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ကြောက်ပြူရင်နဲ့စီမံကိန်းတဘာဝတံငွေနဲ့ကုံသွဲရေးတို့တိုင်ပတ်သွားမှလေအဲ့ဒီအတွက် MNDA ကိုတော့အတင်းဖိအားပေးကြတွေ့ရမလားတစ်ဖက်မှာလေအမေရိကန်ကလည်းဆက်ထောက်ပြမှာမဟုတ်တဲ့အတွက် ် NUG အနေနဲ့တောင်တိုင်ပတ်လာနေရဲဆိုတာသိကြမှာပါ။ MNL ကိုမြင်ကြပါခင်ဗျာ။အခုတင်နေတာတအောင်းနေမဟုတ်ဘူး။ဗမာ PDF တွေဆိုရဲတာဖုံးကျော်ရဲ့ဇာတ်ကားကို အမြဲကြားရောင်ကြပါ။တိုင်းသားလည်းနဲ့ကိုင်းဆိုရဲ MNDAA, TNNA, UWSA, AA နဲ့ KNU ဟာသူတို့လွန်မြောက်ခွင့်အတွက်တိုက်နေကြတယ်ဆိုတာအခုလက်ရှိသိမ်းပိုက်ရရှိထားတဲ့နယ်မြေတွေမှာ NUG ရုံးဆိုင်ခွင့်မရတာသက်သေပါပဲ။နိုင်ငံရေးဖွဲ့စည်းပါဆိုတဲ့ NUG ကိုတော့ဒီလိုဆက်ဆံမှာတော့ ကိုညီတို့ကိုအကိုတို့ PDF ဆိုတာစည်ရင်တောင်မရှိပါဘူး။အဲဒီတော့စစ်တူရင်ခုံပေါ်မှာပုံစံအဖြစ်ခံပြီးစစ်ဆက်တိုင်မလားစစ်တူရင်ခုံပေါ်ကနေရုံးထွက်ပြီးကိုရဲ့မူလနေရာပြန်သွားမလားရွေးချယ်ဖို့အချိန်တက်ပါပြီလို့ပြောဆိုထားပါတယ်ရှင်။